ဒက်စကူရွာလေးဟာဝေးလံခေါင်ဖျားတဲ့နေရာမှာတည်ရှိပြီးအမြဲတမ်းထူထပ်တဲ့မြူဆိုင်မှုတွေနဲ့ဖုံးဝန်းနေတတ်ပါတယ်။နေ့အချိန်မှတောင်ဒီမြူတွေပြောင်းလဲပြောက်ကွယ်သွားတာမျိုးမရှိပါဘူး။ရွာသားတွေဟာကြောက်ရွံ့စိတ်တွေနဲ့နေထိုင်ကြပြီးလွန်ခဲ့တဲ့ရာစုနှစ်တွေကလေးကသူတို့ဒေသကို ကျင်းစာတင်စီခဲ့တဲ့မော်ဆီယာမတယောက်အကြောင်းတီးတူးပြောဆိုကြပါတယ်နှစ်ပေါင်းများစွာသူမကိုမမြင်ရတော့ပေမဲ့သူမရဲ့မော်အတက်ရဲ့အကျိုးဆက်တွေကတော့ကြံရှိနေသေးပါညအိယာဝင်ချိန်မှာတီးနံတွေညှို့နှံသွားတတ်တဲ့တရိษံတော့ပျောက်ဆုံးတတ်တယ်တခါတရံမှာ ရွာရဲ့အစွန်းကတစ်တော်ထဲမှာထူးဆန်းတဲ့အရေးတွေလှုပ်ရှားနေတာကိုတွေ့ရတတ်ပါတယ်အဲ့ဒီရွာမှာရှေးရိုးစကားတစ်ခုရှိပါတယ်လေထဲကတီးတူးတန်တွေကြာရင်မဖြေပါနဲ့ဘာလို့လဲဆိုတော့ မော်ဆီယာမကနားထောင်နေလို့ပါတညာအေးလေးမှာအလေးလို့ခေါ်တဲ့ကောင်လေးတယောက်ဟာဒီတတိပေးချက်ကိုလစ်လူရှုလိုက်ပါတယ် သူဟာထင်းစုနေတော့သူ့နာမည်ကိုခေါ်တန်ကြားလိုက်ရပါတယ်ဂီလီယစ်လီထဲမှာအတန်တွေပါလာတယ်ဒါပေမဲ့ဘယ်သူမှမမြင်ရပါဘူးသူနှလုံးခုန်တန်တွေမြန်လာပေမဲ့စူးစမ်းလို့စိတ်ကကြောက်ရွံ့စိတ်ကိုအနိုင်ရလိုက်ပါတယ်အဲ့ဒီမှာဘသူလဲလို့သူမေးလိုက်တယ်တစ်ပင်တွေဟာပြင်းထန်စွာရှူးရှူးရွရွဖြစ်လာတယ် ါပေမဲ့လေတော့မတိုက်ပါဘူးပြီးတော့တစ်ပင်နန်းရဲ့အလုံးမှာတူမကိုတွေးလိုက်ရတယ်အနဲ့ရောင်ဝတ်စုံဟောင်းတစ်ထည်နဲ့အမျိုးသမီးတယောက်တူမရဲ့မျက်နှာကိုခေါင်းဖုံးအောင်မှာဖုံးကွယ်ထားတယ်သူတို့မျက်လုံးချင်းစုံမိတဲ့အချိန်မှာရုပ်ရည်ရဲ့အောက်ကမြေဟာပြရီဖြစ်ပြောင်းသွားတယ်သူဟာရွာကိုပြေးပြန်လာခဲ့တယ်ဒါပေမဲ့နောက်တနည်းမနက်မှာကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့တယ်။ဟေးလျက်ပြောက်သွားပြီးသူ့နေရာမှာမင်းနဲ့နေတဲ့လိန်ကောက်နေတဲ့တစ်ပင်တပင်ဖြစ်သွားတယ်။ရွာသက်ကြီးမဲဟာ ဒါပါကူဆိုလိုတယ်ဆိုတာသိပါတယ်ဒက်စကူရဲ့မော်ဆရာမဟာပြန်လာခဲ့ပြီသူမကိုရှေးတုန်းကပြင်းနေတန်ပေးခဲ့တယ်ဒါပေမဲ့သူမဟာအင်အားပြန်ရလာပြီလို့မဲဘက်ကရွာသားတွေကိုတတိပေးလိုက်တယ်သူမကိုမဆွပေးပါနဲ့ဒါမှမဟုတ်ကိုဆိုးတာတွေဖြစ်လာလိမ့်မယ်ဒါပေမဲ့တချို့ကတော့ကြောက်ရွံ့ပြီးနေထိုင်ဖို့ငြင်းဆန်ကြတယ်ဝဝလို့ခေါ်တဲ့မူဆိုးတယောက်ဟာယောက်ျားတစုကိုစူးစီးပြီး မော်ဆရာမရဲ့အုပ်ဆိုးမှုကိုအဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တဲ့မိတိုင်ငွေသားတွေနဲ့လက်နက်ဆွဲကင်ပြီးတော့ရပြောက်သွားတဲ့တတော်တဲကိုဝင်သွားကြတယ်။နာယီတော်ကြာပြီးတဲ့နောက်ရွာသားတွေဟာစောင့်နေကြတယ်။ညဟာတိတ်ဆိတ်သွားတယ်ပြီးတော့အော်ဟစ်တန်တခုပြင်းထန်တဲ့နာကျင်မှုတန်က တိတ်ဆိတ်နေတဲ့ညကိုချိုးဖြတ်လိုက်တယ်။မနက်ခင်းမှာတော့မူဆိုးတွေရဲ့အလောင်းတွေကိုရွာပြင်ဘက်မှာတွေးလိုက်ရတယ်။သူတို့ရဲ့မျက်လုံးတွေဟာ ဟောင်းနှံနေပြီးပါဇက်တွေဟာတိတ်ဆိတ်စွာအော်ဟစ်နေတယ်လို့မျိုးလိန်ကောက်နေတယ်သူတို့ရဲ့အရေးတွေကတော့မြေပြင်ပေါ်မှာကျန်ရှိနေပြီးကဘာနှစ်ခုကြားမှာပိတ်မိနေတယ်လို့မျိုးတဘာဝမကျတဲ့ပုံစံနဲ့လှုပ်ရှားနေတယ်မေဟာမော်ဆီယာမဟာရွာတရွာလုံးကိုလုံးဝဖျက်ဆီးပစ်လိုက်မဲ့မော်တက်ပညာကိုပြင်ဆင်နေတယ်ဆိုတာသိပါတယ်လက္ခဏာတွေကရှင်းနေပါတယ်ရေတွင်းတွေကရေတွေဟာ မင်းတွေဖြစ်ပြောင်းသွားတဲ့ငှက်တွေဟာတချင်းဆိုတာရက်လိုက်တဲ့တဘာဝမကျတဲ့အေးမြမှုတွေနဲ့လေတူးကိုဖြစ်နေတယ်။ဒါပေမဲ့သူမကို တားဆီးဖို့နီးလက်တစ်ခုရှိပါတယ်။မော်ဆရာမရဲ့မော်အတက်ဟာသူမရဲ့မော်စာအုပ်ကနေရယူထားတာပါ။မေဘကရှင်းပြလိုက်တယ်။ဒါကိုဖြည့်ဆည်းလိုက်ရင်သူမရဲ့အင်အားအားနည်းသွားလိမ့်မယ်။အဲ့ဒီညမှာပဲမေဟာဝဲရင်လို့ခေါ်တဲ့တတိရှိတဲ့မင်းကလေးတစ်ယောက်နဲ့အတူ မော်ဆရာမရဲ့ခိုးအောင်ရနေရကိုသွားဖို့ခီးထွက်ခဲ့တယ်။ တစ်တော်ရဲ့အနက်ဆုံးနေရာမှာသူတို့ဟာပျက်စီးနေတဲ့ကြောက်တဲလေးတစ်လုံးကိုတွေးလိုက်ရတဲ့နယံတွေပေါ်မှာနာကျင်မှုတွေရဲ့တင်ကြတာတွေနဲ့ရေးထားတယ်။တွေးနဲ့ရေးထားတဲ့တင်ကြတာတွေပါခန်းရဲ့အလယ်မှာတော့မော်စာအုပ်တအုပ်ရှိတယ်။စာရွက်တွေဟာအသက်ရှူနေတယ်လို့မျိုးလှုပ်ရှားနေတယ်။ William ဟာစာအုပ်ကိုယူဖို့လက်တန်းထိုးလိုက်တယ်။ဒါပေမဲ့သူမထိလိုက်တဲ့အချိန်မှာ အခန်းဟာအသက်ဝင်လာတယ်။အရေးတွေဟာနယံတွေပေါ်ကနေခွာကျလာပြီး လက်သေးတွေနဲ့လက်တွေဖြင့်ပြောင်းသွားတယ်သူတို့ကိုဆွဲယူဖို့စူးစမ်းနေတယ်မော်ဆီယာမရဲ့အတန်ကတီးတူးပြောနေတယ်ငါဥစ္စာကိုမယူနဲ့မေဟာရှေးဟောက်မော့အတက်ကိုအုံပြူပြီးစားနဲ့တန်မုံတွေကိုလေထဲထဲလိုက်တယ် မော်တက်ကိုအားနေသွားစေတဲ့စာအုပ်ကိုမီရှုပစ်လိုက်လို့သူမကဆေခိုင်းလိုက်တဲ့ဝီလျံဟာတုံတုံရင်ရင်နဲ့မီးချစ်ကိုချစ်လိုက်ပြီးမီးတိုက်လိုက်တဲ့မီးဟာစာရွက်တွေကိုထိလိုက်တဲ့အချိန်မှာစာအုပ်ကမမြင်ရတဲ့အော်ဟစ်တန်တစ်ခုထွက်လာတဲ့နေရန်တွေကွဲထွက်လာတဲ့တင်ကြတာတွေကတွေးယူလာတဲ့မော်ဆီယာမရဲ့အရေးဟာမီးတောက်ထဲကနေပေါ်ထွက်လာပြီးညအမောင်လေးကိုပျောက်ကွယ်သွားတယ် မိုးတောက်ချိန်မှာဒက်စကူရဲမျိုးတွေရာစုနှစ်တွေအတွင်းပထမဆုံးအကြိမ်ပြောင်းလဲသွားတယ်ရေတွင်းတွေကရေတွေကြည်လင်သွားတယ်ဒါပေမဲ့မဲကလိုရင်ကိုတတိပေးလိုက်တယ်မော်တက်ဟာလုံးဝပျောက်ကွယ်သွားတာမျိုးမရှိဘူးစောင့်နေတာပဲမော်ဆီယာမဟာပျောက်ကွယ်သွားပြီမဲ့မော်စာဦးထဲကမီးမလောင်နဲ့ဆာရဲတရွက်ကြံနေခဲ့တယ်တတော်အနှစ်ထဲကနေတီတိုးတန်တစ်ခုလေထဲမှာပြက်နှက်လာတယ် Lillian ငါကြည့်နေတယ်ဒီဇလန်လေးဟာ မော်တက်ကျင်းစာနဲ့ရဲရင်မှုတွေအကြောင်းဖြစ်ပါတယ်။ဒော့စကူရွာသားတွေဟာမော်ဆီယာမရဲ့အနေရကို ရင်ဆိုင်ရပြီးသူတို့ရဲ့ရွာကိုကယ်တင်ဖို့ကြိုးစားကြတယ်။ဒါပေမဲ့မော်တက်ဟာလုံးဝပျောက်ကွယ်သွားတာမျိုးမရှိဘဲအမြဲစောင့်နေတတ်တယ်ဆိုတဲ့အကြောင်းကိုဖော်ပြထားပါတယ်။ဒီဗီဒီယိုလေးကိုနှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်။